ကဲမြေမတော်ခန်းစားရလားအချင်းတွေတွေအလုံးတိတ်ပိုက်ရရှိပြီအနာတွေအလုံးဗလဲပျောက်ကင်းလို့ချမ်းပါပြီတကယ်ဟုတ်လားကောင်းကင်ကျောင်းသားစီကမ်းမဲ့တတိယတံမဟုတ်လားโอเคဆိုတော့ဒီနေ့ကောင်းစင်က မျိုးစစ်တော် နော်မျိုးစေ့တော်ဖြစ်ပါတယ်ရှင်မသက်ခန်းကြီး73အပိုင်းငယ်30ရှင်မသက်ခန်းကြီး73အပိုင်းငယ်30စဘာယိတိကာလတိုင်အောင် အပင်နှမျိုးတို့သည် အတူကြီးပွားပါလိစေစဘာယိတိကာလရောက်ရင်တောပင်တို့ကိုရှူးစွာရွေးနှုတ်၍မိရှုခြင်းက စီနောင်ကြလောစပားကိုကကြည်၌စွသိမ်းသွင်းထားကြလောဟုရိတ်တော်သူတို့အားငါစီရင်မိဟုအိမ်ရှင်ဆိုသည်ဟု မိန့်တော်မူ၏စပားရိတ်သည့်ကာလတိုင်အောင် အပင်နှမျိုးတို့သည်အတူ ကြီးပွားပါလေစေတိကောခိုင်း55အပိုင်းငယ်36အချင်းလူမိုက်တေစိုက်တော်မျိုးစစ်မပြက်လင် မရှင်တတ် အချင်းလူမိုက်တင်ဆိုင်ပြိုးသော မျိုးစစ်မပြက်လင်မရှင်တတ်ငါမန်ဆိုဒီကာယောဟန်ခိုင်းစနစ်24ငါမန်ဆိုဒီကာမြေ၌ကြသောစပစစ်သည်မပြက်လင်တခုဒီနေ၏ပြက်လင်မူကများစွာသောအတီးကိုတီးတတ်၏တိယောခိုင်းသုံးအပိုင်းငယ်ကိုဖျားသခင်ဖြစ်ပွားစေတော်မူသော သူမြည်ဒီကဒူးဆိုက်ကိုမပြုတ်တတ်အเจ้าမူကထိုသူ၌မျိုးစေ့တော်တီလျက်ရှိ၏ ထိုသူသည်ဖျားသခင် ဖြစ်ွားစီတော်မူသောသူဖြစ်သောကြောင့်ဒူးစိုက်ကိုမပြုတ်နိုင်စသမယ်နော်ဝိညာဉ်တော်ဖျားနှုတ်ကပတ်တော်ရဲ့အရှင်တဲ့နှုတ်ဆက်ပါးစပ်ကိုဗိတ်သိတော်မူလေကျွန်တော်တို့နားလည်နိုင်ဖို့ကျွန်တော်တို့လက်ခံနိုင်ဖို့တန်ရှင်သောဝိညာဉ်တော်ဖျားကျွန်တော်နှလုံးသားကိုဖွင့်ပေးတနာတော်မူပါယေရှုနာမ၌ဆုတောင်းဆက်ကအနန္တကြပါ၏ဖာအာမင် ဟုတ်ပြီကျွန်တော်ဒီမှာခေါင်းစဉ်ကမျိုးစစ်တော်ယေရှုကကောင်းတော်ကောင်းခင်မျိုးစစ်ဖြစ်တယ်ယေရှုကကောင်းတော်ကောင်းခင်မျိုးစစ်ကောင်းခင်နိုင်ငံကနေခမည်းတော်ကြဲချလိုက်တော်တခုတည်းတော်တစ်စစ်တည်းတော်မျိုးစစ်အဲ့ဒါကောင်းခင်မျိုးစစ်ဖြစ်တယ် 土描写地，别看伢的，别看伢的，不看伢的，全别看伢的。土队长刚给描写完的泥皮包嘛，包伢哪家的？也许看到的更多描写，别队长，也许看到泥土，咱们到新的包地来。 ောင်းကင်ဤမျိုးစေ့တော်ဖြစ်လာကြသည်တဲ့ကောင်းကင်မျိုးစေ့ထိုတမန်တော်12ပါးအဖြစ်ရှင်ပေါလုသည်လည်းတပါးအမျိုးသားအတွက်ကောင်းသောမျိုးစေ့ဖြစ်လာသည်ဟာလေလုယာကျွန်ုပ်သည်လည်းကောင်းကင်မျိုးစေ့ဖြစ်ပါစေကျွန်ုပ်သည်လည်း ကျွန်ုပ်မိသားစုအတွက်ကောင်းသောမျိုးစေ့ဖြစ်ပါစေ။ခုနရှင်မတဲတဲ့မှာစဘာယိတိကာလတန်ရအပင်နှမျိုးတို့သည်အတူကြီးပွားပါလိမ့်စေ။မျိုးစေ့ကျဲတဲ့သူလဲမှာကျဲတယ်။ကျဲလဲပြီးတော့သူအိပ်ပျော်နေတယ်။အပင်သူအိပ်ရနိုးပြီးထလာတဲ့ခါမှာအပင်နှမျိုးထွက်နေ။ကောင်းတဲ့မျိုးစေ့နဲ့မကောင်းတဲ့မျိုးစေ့နှစ်ပင်လုံးကြီးထွားနေတယ်။ဟာဘလို့ဖြစ်တာလဲလို့တခင်ကိုမေးတော့ မင်းအိတ်တဲ့ခါမှာမာနကလာကျဲသွားတယ်တဲ့မင်းအိတ်ပျော်နေတဲ့ခါမှာမာနကဘာမျိုးစစ်လဲတော်မျိုးစစ်လာကျဲသွားတယ်ဟာဟုတ်လားဒါဆိုရင်တော့လေကျွန်တော်အဲ့ဒီတော်မျိုးစစ်ကိုမနှုံနဲ့မနှုံနဲ့စဘာရိတ်တိကာလတိုင်အောင်အဲ့ဒီအပင်နှမျိုးသည်အတူကြီးပွားပါလိစေတဲ့အတူကြီးပွားပါလိစေဒါကခရစ်တော်ရဲ့သဘောတဘာဝဖြစ်တယ်ဒီလောကကြီးက တော်မျိုးစင်းနဲ့ကောင်းတော်မျိုးစင်းအတူကြီးပွားတော်ကြီးထွားတော်ကာလဖြစ်တယ်။ကောင်းတော်မျိုးစင်းဖြစ်ပါစေ။ဘေးလူသတိပေးအောင်ကောင်းတော်မျိုးစင်းဖြစ်ပါစေ။ဆိုတော့အချင်းလူမိုက်တင်ဆိုင်ပြိုးတော့ယူစစ်ဒီမပြက်လင်တခုဒီနေဤ ြက်သွားရမှာဖြစ်တယ်။ဘေးလူပြောပါပြက်သွားရမှာဖြစ်တယ်။ပုတ်သွားရမှာဖြစ်တယ်။ပျောက်သွားရမှာဖြစ်တယ်။ဒါကနှုတ်ကပတ်တော်ဖြစ်တယ်။လောကမှာလူကမပုတ်ချင်ဘူး။လောကမှာလူကမပြက်ချင်ဘူး။လောကမှာလူကခိုင်ခန့်တော်သူဖြစ်ချင်တယ်။ လက်ညှိုးညွရရေထွက်တဲ့ဘဝကိုပိုင်ဆိုင်ခြင်းတယ်သူများမြခုံမွေးပေါ်မှာဇင်းကြချက်ခြင်းတယ်လူတွေပေါ်မှာလူလုတ်ခြင်းတယ်အဲ့ဒါလူရဲ့သဘောတဘာဝယေရှုခရစ်တော်ကကောင်းကင်ကနေစီးကြွလာတဲ့ခါမှာဟာဒီပုဂ္ဂိုလ်ကဘယ်လိုပုဂ္ဂိုလ်ကြီးလဲခေါ်တဲ့တရားကလည်းကြံတောက်ပုဂ္ဂိုလ်နဲ့လည်းမတူဘူးနိုင်ငံရေးသမားနဲ့လည်းမတူဘူး ဘာသာရေးသမားနဲ့လည်းမတူဘူးပညာတတ်တယောက်နဲ့လည်းမတူဘူးငါဟာကောင်းကင်ကလာတဲ့မျိုးစစ်ဖြစ်တယ်ကောင်းကင်မျိုးစစ်ပြီးခဲ့တဲ့တပတ်မှာထိုင်းနိုင်ငံကနေတရုတ်ပြည်ကိုတည်သွားတဲ့ကြားဖြန့်ခေါင်းဆောင်နာမည်ဘယ်လိုခေါ်လဲချီချီချစ်ဖြင့်အာချီချစ်ချစ်ချီချင်းချစ်တီးပါဦး 这个了，读个、e, oh，要比要多少遍没？其实，这个你妈比嘛，俺妈也讲开的，姑父也来讲开的。都听全经了，读了个，俺妈只讲多少遍？跟人比呢嘛，没有事再讲开。没有没事呢，都没事的，都也俺妹的，俺妈只再讲开的，都也没事道理讲开的。 ခရစ်တော်ကလောကမှာ30နဲ့3နှစ်ခွဲပဲအသက်ရှင်ခွင့်ရတယ်။လောကရဲ့မှာတည်တဲ့3ရမြောက်တဲ့နေ့မှာရှင်ပြန်တမြောက်ပြီးကောင်းကင်တက်သွားပြီ။သူ့ရဲ့မျိုးစစ်တော်ကလူ120တော့သူ့ထဲမှာအဲ့ဒီမျိုးစစ်ကြံခဲ့တယ်။အဲ့ဒီမျိုးစစ်ကအောင်ပါသလားမအောင်ပါဘူးလား။အဲ့ဒီမျိုးစစ်ဟာခိုင်ခန့်သလားမခိုင်ခန့်ဘူးလား။ အဲ့ဒီမျိုးစစ်ဟာကဘာကြီးကိုဘယ်လောက်လွှမ်းမိုးနိုင်ခဲ့တယ်လဲဒါကျွန်တော်တို့တွက်ချက်လို့ရတယ်။ဘာကြောင့်တွက်ချက်လို့ရလဲဒီနေ့ကျွန်တော်တို့နေရာအထိဒီတုတ်ကပတ်တော်ဒီတမာတရားကကျွန်တော်နှလုံးသားထဲမှာ အခုချိန်ထိဆင့်ပွားအဲ့ဒီမျိုးစစ်ကအပင်ပေါက်နေတော့ကြောင့်ဖြစ်တယ်။ဟာလေလုယာအန်အိုစီယာကောင်းတယ်အဲ့ဒါကောင်းကင်မျိုးစစ်ဖြစ်တယ်။တော်မျိုးစစ်နဲ့ကောင်းကင်မျိုးစစ်ကတခြားစီဖြစ်တယ်။ ဒါပေမဲ့ကောင်းကင်မျိုးစင်းနဲ့တူတဲ့မျိုးစစ်တွေရှိတယ်။တထက်တဲ့တပုံစံတဲပဲဒါပေမဲ့သူကတော့လောကမှာပဲလောကအရာပေါ်မှာပဲလောကအရာကိုပဲဆွဲလမ်းမဲ့မောခုံမင်းတန်ဖိုးဖြတ်အဲ့ဒီအပေါ်မှာပဲသူကအခြေတည်တယ်။ဒါကြောင့်မလို့ခရစ်တော်ဒီကောင်းကင်မျိုးစစ်ဖြစ်တယ် နိုင်ငံရေးသမားနဲ့လည်းမတူဘူးဘာသာရေးသမားနဲ့လည်းမတူဘူးပညာရှင်တယောက်လည်းမဟုတ်ဘူးသူကလူတွေတိတ်အထင်ကြီးလေးစားလောက်တဲ့ပညာရေးတက်မြောက်ထားတဲ့လူလည်းမဟုတ်ပြန်ဘူးသူဟိုးတဲ့တရားကလည်းပဲလူနေစုကိုပဲနဝေချိုစီပြီးနိုင်ငံရေးသမားတွေကိုနဝေခါတယ်ပညာတတ်တွေကိုနဝေခါတယ် ကိုကိုကိုဖြောင်းမတန်ရှင်းတယ်ဆိုတဲ့ဘာသာရေးကောင်းဆောင်ရဲ့နားထဲမှာဟာအယံကန်းလာကြီးမချားနိုင်ဘူးနှဝေးမချိုဘူးဘသူလဲနှဝေးချိုလဲဆိုတော့ဟိုးလမ်းဘဲမှာပြည်သစားတွေအခွန်ခံတွေအပယ်ခံတွေကျတော့ဟာသူဟောတဲ့တရားကဘလို့တရားလဲငါတို့ကြားဖူခဲ့တဲ့ဘာသာရေးသမားတွေဟောတယ်လို့မဟုတ်ပါလားဆိုပြီး နှလုံးသားထဲမှာချုံမိန်လိုက်တာဟာလေလုယအဲ့ဒါဘာကြောင့်လဲဆိုတော့ကောင်းကင်မျိုးစစ်ဖြစ်လို့ဖြစ်တယ်ကဲကောင်းပြီဒီနေရာမှာကြီးတဲ့အခါမှာငါအမဆူတီကမြေ၌ကြသောသပိစစ်ဒီမပြက်လေတခုတည်းနေဤပြက်လင်မှုကများစွာသောအတီးကိုတီးတတ်ဤသင်ဟာကောင်းကင်သပိစစ်မှန်လေအခုမာနေလို့မရဘူး 老感情嘛，对待你了没有？对别多嘛，保安嘛，晓得，给表扬别嘛，不安嘛，晓得。对呀，啥的个，大骂你的月，对呀，对大阿路三刀有啊，迷住我嘛，你阿姐你的月，对呀，老板的多大的磨合的，对呀，阿刀里个，对呀，对大的嘛，谁你的月，对哈？ တော်မျိုးစစ်ပဲဖြစ်တယ်။ကောင်းကင်မျိုးစစ်မဖြစ်နိုင်။ကောင်းကင်မျိုးစစ်ဆိုဒီမှာဘာဖြစ်သွားရမလဲ။ပြစ်သွားရမယ်။ပုတ်သွားရမယ်။ဝိညာဉ်တော်ပြဖွင့်ပြပါစေ။ကျွန်တော်တို့ကကျွန်တော်တို့သွေးသားထဲမှာတည်နေတဲ့မျိုးစစ်ကကောင်းကင်မျိုးစစ်လားလောကီမျိုးစစ်လားဆိုတာကိုတွေ့လို့ရတယ်။သင်ဘလောက် အဆုံးရှုံးခံပြီလေသင်ဘလောက်အပြက်ခံပြီလေသင်ဘလောက်အပုတ်ခံပြီလေလောကကြီးနဲ့သင်ဘလောက်ဆန့်ကျင်နေပြီလေအဲ့ဒါတွေ့လို့ရတယ်လောကသားတွေကသင်တင့်ကိုဘလောက်ညမုံကျိုးနေပြီလေပေါ့သင်ကပေးတဲ့ဆရာနဲ့လည်းရအောင်ပေါင်းတယ်နတ်ဆရာနဲ့လည်းရအောင်ပေါင်းတတ်တယ် နှလုံးဒီသမားနဲ့လည်းရအောင်ပေါင်းတယ်။အော်တင်းအိုဆရာလာတော့တင်းအိုဆရာလိုပဲတင်းကတက်ခါတဲ့ကိုကဘာဥကြံပြားတဲ့ကြံဒီပြောနိုင်တယ်။ဒါမျိုးလူလား။အဲ့ဒါတော်မျိုးစစ်ဖြစ်တယ်။ကောင်းကင်မျိုးစစ်ကလူတိုင်းနဲ့အဆင်မပြေဘူး။ကောင်းကင်မျိုးစစ်ကဘာတိုင်းသမားနဲ့အဆင်မပြေဘူး။ကောင်းကင်မျိုးစစ်ကဒီလောကကိုတတ်မဲ့သောသူတွေနဲ့အဆင်မပြေဘူး။နှဝင်မချိုးဘူး။ ကောင်းကင်တိုင်းကကိုမျော်လင့်ပြီးတော့မှလောကီအရာမှမရေရာတဲ့သူတွေကယေရှုရဲ့နှုတ်တော်ထွက်စကားလုံးတွေကြားတဲ့ခါမှာဘာဖြစ်လဲနှဝေချိုလိုက်တာနှဝေချိုလိုက်တာဒါကြောင့်ကောင်းသောမျိုးစေ့သည်ကောင်းသောမျိုးစေ့ကိုဖြစ်ပွားစေတာဖြစ်တဲ့ဟာလေလုယာကောင်းတဲ့မျိုးစေ့ကကောင်းတဲ့မျိုးစေ့ကိုဖြစ်ပွားစေတယ်သို့တော့ ပုတ်ပြက်သွားရမှာဖြစ်တယ်ပုတ်ပြက်သွားရမှာဖြစ်တယ်ဖျားသခင်ဖြစ်ပွားစေတော်မူသောသူမြည်တီကဒုစရိုက်ကိုမပြုတ်တအเจ้าမူကားထိုသူ၌မျိုးစေတော်တည်လျက်ရှိ၏တဲ့နော်ထိုသူသည်ဖျားသခင်ဖြစ်ပွားစေတော်မူသောသူဖြစ်သောကြောင့်ဒုစရိုက်ကိုမပြုတ်နိုင်ဒုစရိုက်ကိုမပြုတ်နိုင်ငါအထဲမှာဖျားရဲ့ကောင်းကင်မျိုးစေတော်တည်သလားမတည်ဘူးလားဆိုတာကို ြည်လို့ရတယ်။တိုင်းတာလို့ရတယ်။အဲ့ဒါဘာနဲ့တိုင်းရမလဲဆိုရင်နှုတ်ကပတ်တော်နဲ့တိုင်းရမှာဖြစ်တယ်။တေးအတ္တတရေမှာ24နာရီ24နာရီလုံးမှာသင်ကစားဖို့ပဲစဉ်းစားနေတယ်။ဝတ်ဖို့ပဲစဉ်းစားနေတယ်။တက်တောင့်တက်တာရှိဖို့ပဲစဉ်းစားနေတယ်။တေးရဲ့ဘဝကဒါရည်တဲ့မဲ့အချိန်ကုန်နေတယ်ဆိုရင်ဒီဘာမျိုးစစ်လဲတော်မျိုးစစ်ဖြစ်တယ် ဟိုမှာအပီလေးကြည့်ရပဲပင်ပေါ့ဟိုမှာမျိုးစစ်စပြီးတော့ပါထွက်လာပြီလားအညောက်လေးထွက်လာတယ်အညောက်ထွက်တဲ့အချိန်မှာမျိုးစစ်ကပြက်ပြီလားမပြက်သေးဘူး तू ကတော့သူ့ရဲ့အရှိတိုင်းကြီးပေါ်လွင်နေတုံးပဲဒုတိယပြန်ကြည့်တဲ့အခါမှာအညောက်ကဘာဖြစ်သွားလဲဟိုးမြေကြီးထဲမှာစတတိတဲလာပြီစပြီးမှအမြင့်တွယ်လာပြီ အဲ့ဒီခါမှာသူ့ရဲ့ပုံမှန်တရားကပြက်လူနီးလာပြီနံပါတ်3နံပါတ်4နံပါတ်5နံပါတ်6ကိုကြီးလိုက်တဲ့ခါမှာတော့သူ့မျိုးစင်မရှိတော့သူပျောက်သွားပြီသူ့ကိုလူတွေကအမှတ်မထားတော့သူ့ကိုလူတွေကမမြင်တော့ဘူးသူ့ကိုလူတွေကအရင်မလုပ်တော့ဘူးဒါမဲ့သူအားဖြင့်ထွက်လာတဲ့အပင်ကတော့ဖြစ်ဖြစ်နေပါဖြစ်လာလေ ဟာကြီးထွားလာတယ်တံမာလာတယ်မကဘူးအဖူးတွေပွင့်လာတယ်အမသီးတွေအများကြီးသူ့နီးသူ့ပြန်လဲပြီးဆင်ပွားဆင်ပွားတီးလာတယ်ဒါကြောင့်တင်ဟာ ကောင်းသော မျိုးစစ်ဖြစ်တယ်တင်ဟာတင်ရဲ့မိသားစုရဲ့အကောင်းဆုံးမျိုးစစ်ဖြစ်တယ်တမိုင်းမှာအဖြစ်ပြက်လေးတခုပြောပြမယ်1904ခုနှစ်မှာ 1904ခုနှစ်ဝေလလူမျိုးဝေလလူမျိုးတယောက်ကဒီကပအစွန်ဖျားကနေပြီးမှအိန္ဒိယနေတဲ့နေမှာရောက်လာတယ်။ဘာလာလို့လဲဆိုတော့တဒနာလာပြုတ်တယ်။အဲ့ဒီနေရာကအိုးတောင်ပေါ်အလွန်ဝေးလံခေါင်တည်ပြီးမှ အလွန်စရိုက်ကျမ်းတဲ့နေရာဖြစ်တယ်။အဲ့ဒီရွာလေးမှာတဒနာလာပြုတ်တယ်။တဒနာလာပြုတ်တော့အဲ့ဒီမှာဘသူပြောင်းလဲသွားလဲဆိုတော့ နော့ဆင်ဆိုတဲ့မိသားစုပြောင်းလဲလား။အော်ခရစ်တော်ရဲ့ဧဝံဂေလိတရင်ကောင်းကိုအထဲထဲမှာကြားတဲ့ခါမှာခရစ်တော်ရဲ့ချစ်ချင်းမေတ္တာခံစားပြီးတော့မှသူလဲယေရှုခရစ်တော်သူတို့မိသားစုလက်ခံကြတယ်။အဲ့ဒီယွာဆိုလို့ရှင်ခေါင်းဖြတ်တတ်တဲ့ယွာဖြစ်တယ်။ယွာလူကြီးမကြက်ရင်ခေါင်းဖြတ် အဲ့ဒီနောက်ဆင်ကိုမေးတယ်ခရစ်တော်ကိုလက်မခံဘူးခရစ်တော်ကိုစွန့်ဖို့ပြောတဲ့အခါမှာငါခရစ်တော်မစွန့်နိုင်ဘူးโอเคအဲ့ဒါနဲ့ယွာလူကြီးကဘာတိုင်မင်လဲဆိုတော့ဟုတ်ကဲ့သူ့သားသမီးတွေတတ်လိုက်ရင်တော့သူခရစ်တော်စွန့်သွားမှာပါသားသမီးတွေသူ့ရှေ့မှာတတ်ပလိုက်သားသမီးသူ့ရှေ့မှာတတ်ပလိုက်စွန့်လိုက်တော့အမေခရစ်တော်ကိုနှမွေမေလက်တရားတော်မှာမစွန့်ဘူးတဲ့ 那老高面的拍爷爷去清明岛，俺不如送么嘞？哦，俺那那木片片多嘞，打的米熟了，都没买过来片大呀。那摇龙啊，那不好准备咯。哎，你摇，哎你乌不离呗嘞？摇龙子啊，都没买过来片片大不来。给那老早没送对比。哦，我那嘛，我比打出来没熟，我打的米来没熟，我没买来没熟。 我上得了，下得了，我上奥没超度没，老贪的白，白多嘛？老偏个么来不？老偏么来？老偏么来？爱理得清也打麻将，爱理又阿个啥了？又阿路几个都没嘛个，打疲劳了，我怕要卡停，老偏个勒疲劳，我怕疲劳卡停，我照看下罗嘛嘞？我嘛说少不被占到的。 မမမိသားစုမှာမရှိတော့ပဲဆက်လျှောက်တယ်သူ့ကိုတတ်ပလိုက်တယ်လယ်ပြင်ဖြတ်ပြီးတတ်ပလိုက်တယ်တရားမဟောဘူးနော်သူ့လယ်ပြင်ဖြတ်ပြီးတတ်ပလိုက်တဲ့ခါမှာတရွာလုံးကအဲ့ဒီမိသားစုလယ်ပြင်ဖြတ်ထတ်တ်ခံရတာကိုကြည့်ပြီးမှခရစ်တော်ကိုလက်ခံသွားကြတယ်တရွာလုံးကခရစ်တော်ကိုလက်ခံသွားကြတယ်ဟာလေလုယာအဲ့ဒီရွာအတွက်အကောင်းဆုံးမျိုးစစ် 听到那听到 music，听到宝马特斯拉，听到 music 啊，那我准备打这个 APP 了。哎 <music>，你啊妈，啥 <noise> 比？哎，这新苏拉的，那不听一遍。那不听一遍，那不听一遍，快来我叔叔，罗哥我叫开，快来我叔叔，罗哥我叫开，快来我叔叔。 လောကကိုကြောခိုင်းနောက်ပြမလဲနောက်ပြမလဲအဲ့ဒီမျိုးစစ်အဖြစ်တရွာလုံးခရစ်တော်ကိုလက်ခံသွားကြတယ်ဒီနေ့သင်တဲ့ကျွန်တော်ကောင်းကင်မျိုးစစ်လားတင်းရဲ့မျိုးစစ်ကအခုချိန်ဒီအခွန်မာနေတုံးပဲလားကျွန်တော်ငငယ်တုန်းကကျုံးပင်စိုက်တာဝါသနာပါကျုံးစီတွေကြကျုံးစီတွေသွားစိုက်မပေါ့ အဲ့ဒါနဲ့စိုက်ပြွေးပညာရှင်တယောက်ပြောတယ်ကျွန်းစစ်မြည်တီကဒီတိုင်းစိုက်ရတာမဟုတ်ဘူးတဲ့လှော်ပလိုက်ရတယ်တဲ့ကျွန်းစစ်ကိုပါဇက်နဲ့ကြိုက်လို့မရအောင်အယားမာတယ်ဒါပေမဲ့သူ့ကိုလှော်ပလိုက်တယ်မီးဖို့တဲ့မှာမီးကောင်းကောင်းနဲ့လှော်တမမုံမီးမီးတဲ့မှာဖုတ်ပလိုက်ရတယ်အဲ့ကမှသူကအပေါ်ကအခွန်ကွဲသွားပြီးမှသူ့မျိုးစစ်ဘာဖြစ်လာလဲထွက်လာတယ် ေးပင်ပေါက်ကတော့ဒီနေ့ရေလောင်းလို့ရတယ်မီးဖုတ်ဆရာမလို့ဘူးရေလောင်းလိုက်တာနဲ့မနေ့ဖန်အညောက်ထက်ပြီပေးပင်ပေါက်ရဲ့သဘောကဒါကြောင့်ဒီနေ့တင်တဲ့ကျွန်တော်ဟာကောင်းကင်မျိုးစစ်ဖြစ်တယ်ဒါပေမဲ့ကျွန်တော်ရဲ့သွေးသားဇာတိကကျွန်းစစ်လို့ပဲမာကျော်ခက်ထန်ပြီလောကရဲ့အောင်မြင်ခြင်းလောကရဲ့ကြော်ကြားခြင်းလောကရဲ့တည်ငြိမ်မှုအောက်မှာပဲကျွန်တော်အခုချိန်ထိရုန်းကန်ရှာဖွေနေသေးတဲ့ဆိုရင်တင်ဟာကောင်းကင်မျိုးစစ်မဖြစ်နိုင်ဘူး ကောက်ကင်မျိုးစင်မဖြစ်နိုင်လောကမျိုးစင်ပဲဖြစ်မယ်လောကအရာကိုပဲတင်လက်ဆင့်ကမ်းသွားမှာဖြစ်တယ်တင်ကောက်ကင်မျိုးစင်မှန်ပြီလားနောက်စင်မိသားစုလိုပဲတင့်အတ္တတာထဲမှာတကယ်တင့်မိသားစုပြောင်းလဲလာဖို့ရအတွက်တင်ကောက်သောမျိုးစင်ဖြစ်ရလားပြန်စဉ်းစားကြည့်အောင်တစ်ခါတစ်ခါကျွန်တော်တို့တွေကလောကရဲ့ပူပန်မှုကကျွန်တော်တို့လွှမ်းမိုးလာတယ်လောကရဲ့အောင်မြင်ကြော်ကြားခြင်းတွေကလွှမ်းမိုးလာတယ် သူများမိန်းမနဲ့ကို့မိန်းမရှင်လိုက်တဲ့ခါမှာကို့မိန်းမနွန်းနွန်းပပဝေစားလာတဲ့ခါမှာအဲ့ဒီဇာတိကပို့ပို့ကြီးထွားလာတယ်။သူများသားသမီးတွေနဲ့ကို့သားသမီးတွေရဲ့အခွင့်အရေးတွေရှင်လာတဲ့ခါမှာဟာဒါတော့မဖြစ်ဘူးငါကြိုးစားမှဖြစ်မယ်ဖြစ်လာတယ်။နောက်စင်မီသားစုကတော့အဲ့ဒီရွာအတွက်အကောင်လုံးတတ်ခံရတယ်။ဘာတူအတွက်ကြောင့်လဲခရစ်တော်အတွက်ကြောင့် ချစ်တော်ညီကိုတို့တင်ခရစ်တော်နောက်ကိုလိုက်တာအစင်သစ်ဖြစ်ပြီလားအခုချိန်ထိခြံထွက်ဖို့ပဲလားငါကြွယ်ဝအောင်မယ်ငါအောင်မြင်အောင်မယ်အောင်မြင်ဖို့ကြွယ်ဝဖို့ပဲခရစ်တော်နောက်ကိုလိုက်နေတာလားစဉ်းစားကြည့်ဒီတဲ့တရားဟောပလင်ကနေဝင်ကနေတဲ့အရာကတင့်ရဲ့သွေးသားတင့်ရဲ့ဇာတိတည့်ရဲ့လောကမှာရှင်စဉ်ကာလဘဝလေးအတွက်ကိုပဲမြင်းမောင်းထိုးပြီးမှ အားပေးနေသေးတဲ့ဆိုရင် ်တရားကောင်းကင်မျိုးစစ်မဖြစ်နိုင်ဘူး။ဒါကြောင့်ဒီနေ့ကျမ်းစာထဲမှာနောက်စင်မီသားစုအားဖြင့်ဒီတရားဟောချက်ဒီအကြောင်းအရာကဒီတချင်းကကျွန်တော်တို့အမြဲတမ်း remind လုပ်နေတယ်။အဲ့ဒီတချင်းကလမ်းကြုံလို့စက်တာမဟုတ်ဘူးတကက်ရည်ရွယ်ချက်ရှိရှိနဲ့စက်တယ်ဒီမိသားစုအားဖြင့်ဒီတချင်းဖြစ်လာတယ်ဒီရွာလေးကနေပြီးမှဒီတချင်းဖြစ်လာတယ်ဒီနေ့ဒီတချင်းကကဘာကြီးကိုကင်လှုပ်နေတယ် ငါဘယ်တော့မှနောက်မဆုတ်ဘူးငါဘယ်တော့မှနောက်မဆုတ်ဘူးဒီတဲ့တင့်ရဲ့တက်တာတဲမှာအစီလေးမပြေတာနဲ့ငါဆွတောင်းတာဘုရားနာမကြောင်းဘူးအလုံးလေးခက်ခဲဖြစ်တာနဲ့ငါဆွတောင်းတာဒီဘုရားငါ့ကိုမကူညီဘူးအသက်ကိုတော့မှမထီပါသေးဘူးစာဝန်ကြီးလေးနည်းနည်းလေးခက်ခဲတာနဲ့ဘုရားပေါ်မှာတစ္ဆာမရှိချင်တော့ဘူးအသက်ကိုမထီသေးဘူး ။ကျမ်းမာအီလီနည်းနည်းထိခိုက်တာနဲ့ဖရာကြောင့်တက်ဖို့တိတ်ဆိတ်ဝင်စားတော့ဘူး။နောက်ဆင်မီသားစုလို့အသက်တာပေးရမယ်ဆိုရင်ရှစ်ဘိုးဘေးတွေជីကြီးလိုက်။ရှစ်တန်ရှင်းသူတွေជីကြီးလိုက်။တင်းအစင်းသေးဖြစ်ပြီလား။အဲ့ဒီမိသားစုနေရာမှာတင်းဆိုရင်ကောအဲ့ဒီတရွာလုံးပြောင်းလဲဖို့ရတဲ့တဲ့အသက်နဲ့လဲနိုင်မလားတဲ့မိသားစုနဲ့လဲနိုင်မလားရိုးရိုးလေးပဲစဉ်းစားရအောင်ဒါနှုတ်ကပတ်တော်ဖြစ်တယ် ဒါတမာတရားဖြစ်တယ်ဒီနေ့အဲ့ဒီလိုမျိုးမျိုးစစ်တွေကကဘာကြီးပေါ်မှာအများကြီးပွားများဖို့လိုတယ်မြန်မာနိုင်ငံအတွက်အဲ့ဒီမျိုးစစ်တွေလိုတယ်ထိုင်းနိုင်ငံအတွက်အဲ့ဒီမျိုးစစ်တွေလိုတယ်ရှန်ထွက်ရှန်ထွက်မျိုးစစ်တွေမလိုဘူးငါအောင်မြင်အောင်မယ်ငါကြွယ်ဝမယ်မျိုးစစ်တွေမလိုဘူးကောင်းကင်မျိုးစစ်လိုတယ်ယေရှုကဲ့သို့ဟာလေလုယာပုတ်သွားမယ်မျိုးစစ်တွေလိုတယ် ြစ်သွားတဲ့မျိုးစေ့တွေယနေ့ကဘာကြီးကအဲ့ဒီအရာကိုရှာနေတယ်အဲ့ဒီသွေးတွေကတရားဟောဖို့ဖြစ်တယ်ဟာလေလုယာဒါကြောင့်တမန်တော်12ပါးရှေ့တမန်တော်တွေတတိဖန်တို့တွေရှင်ပေါလူတို့တွေဘယ်တော့မှခရစ်တော်နောက်ကိုလိုက်တဲ့အခါမှာကားတိုင်နောက်ကိုလိုက်တဲ့အခါမှာအလောကီအရာသူတို့အကုန်လုံးကြောခံကြရတယ်သူတို့ကြောခံရတဲ့အဖို့ခါတဲ့အရန်ကြီးမားကြပါတယ်ကျွန်တော်တို့လူငါမှုတပြားမဟုတ်ပါဘူး သူတို့ဒီပေးဆက်တဲ့ဘဝတွေကအယံကြီးမားကြပါတယ်။ဒါကြောင့်ဒီသာသနာကကျွန်တော်နေရာအထိကျွန်တော်လှေကားရေးအထိရောက်လာကြတာဗောဒီသာသနာကဒီမြန်မာပြည်ချင်းမှာရုပ်တုစင်းတူကိုကိုွယ်တဲ့အာရှနိုင်ငံတွေမှာဘယ်မှာလဲကောင်းသောမျိုးစေ့ခရစ်တော်ကဲ့သို့သောမျိုးစေ့ဘယ်မှာလဲရှင်ပေါလုကဲ့သို့သောမျိုးစေ့တွေဘယ်မှာလဲပုတ်ပြက်သွားမဲ့မျိုးစေ့တွေဘယ်မှာလဲအပေတွေပေါက်လာပွေတဲ့ပုတ်သွားမဲ့မျိုးစေ့တွေဘယ်မှာလဲ ဝိညာဉ်တော်ဖျားရောက်တိုင်းဖွင့်ပြပါစေအားလုံးမတက်ရအောင်တေဟာကောင်းသောမျိုးစစ်ဖြစ်ပါစေတင်အားဖြင့်တင်းရဲ့ပတ်ဝေးကျင်မှာတင်ဟာပုတ်ပြက်ပြီးတော့မှကောင်းကင်မျိုးစစ်ကိုကျဲနိုင်သောသူများဖြစ်ပါစေဟာလေလုယအားလုံးလက်ဆက်တရအောင်ကျဆွတောင်းခြင်းတယ်ဒီနေ့ငုတ်ပတ်တော်ကြားနာပြီးတဲ့ခါမှာကျွန်တော်တို့ဘာတွေပြင်ဆင်ရမလဲ ကျွန်တော်တို့ဘယ်လိုပြင်ဆင်ရမလဲကျွန်တော်တို့ရည်ရွယ်ချက်တွေကျွန်တော်တို့ရဲ့အနာဂတ်တွေဘယ်လိုပြင်ဆင်ရမလဲတင်ကြားနာနေတဲ့အရာတွေတင်ကြံစာဖတ်နေတဲ့အရာတွေဘာအတွက်ဖတ်နေသလဲတေလောကမှာအသက်ရှင်နေတဲ့အရာတွေဘာအတွက်အသက်ရှင်နေတာလဲနော်စင်မီသားစုကဲ့သို့ကောင်းကင်မျိုးစစ်ဖြစ်ဖို့ရတဲ့သင်္ဆန္ဒရှိသလားတင်မီသားစုတွေတင်အတိုင်းဝိုင်းကြီးပြောင်းလဲလာဖို့ရတဲ့တင်ဘလောက် ပုတ်ပြက်ခံပြီးပြီလေအတူတူအတန်လေးပြီးမှဆုတောင်းကြပါစို့ဟာလေလုယာကြီးမြတ်တော်ဖရာကိုယ်ကျေးဇူးတင်ပါတယ်နှုတ်ကပါတော်နဲ့ကျေးဇူးတင်ပါတယ်ကိုရိုဒီမှာရှိတဲ့တာမီရောက်တဲ့အသက်တာသရှင်တော်ဝိညာဉ်တော်ကိုရိုအရောက်တိုင်းကိုကိုရိုရှင်ပြတုတ်ထီလက်စကားပြောတော်မူပါအိုးဒီနေ့နောက်ပြန်မလဲနောက်ပြန်မလဲကားတိုင်းကို ရှက်ရှုပြီးတော့မှအိုးကားတိုင်းလမ်းကိုရှောင်းနိုင်တော်သူများဖြစ်စေဖို့ရတဲ့ ဩကုရောရှင်ပြဒီမှာရှင်သားမြောက်တဲ့တတကုရောစကားပြောတော်မူပါကုရောကြီးလောကကြီးတော့ကျွန်တော်ဟာကောင်းသောမျိုးစီကိုကျဲနိုင်သောသူများဖြစ်စေတော်မူပါကျွန်တော်ပဝေးခြင်းမှာကျွန်တော်ကောင်းသောမျိုးစီကိုကျဲနိုင်သောသူများဖြစ်စေတော်မူပါဟာလေလုယာဟာလေလုယာနာမတော်ကိုကောင်းကြီးပေးပါတယ်နာမတော်ကိုချီးမြှောက်ပါတယ်အဖဖျားကုရောဒီမှာရှင်သားမြောက်တဲ့တတတရှင်သောဝိညာဉ်တော်ဖျားမဆရာတော်မူပါ ။အိုးကိုရောရှိအလိုတော်ရှိသည့်တိုင်းတုံပြတော်မူပါ။အလိုတော်ရှိသည့်တိုင်းတုံပြတော်မူပါ။အိုးကျွန်တော်တို့မိသားစုတဲ့ကျွန်တော်တို့ကကောင်းသောမျိုးစင်များဖြစ်စေပါ။ကျွန်တော်တို့အတိုင်းဝဲအတွက်ကျွန်တော်တို့ရဲ့ရရွာအတွက်ကျွန်တော်တို့ရဲ့တိုင်းနိုင်ငံအတွက်ကျွန်တော်တို့တွေကကောင်းသောမျိုးစင်ဖြစ်စေတော်မူပါ။ကြီးမြတ်သောဖခင်ကိုယ်တော်ကိုယေရှုတမန်တော်လက်တော်ထမဆက်ကပ်ပါတယ်။ဒီနေ့ကျမ်းစာတဲ့နှုတ်ကပတ်တော်ကျွန်တော်တို့အယောက်ချင်းစီတိုင်းအတွက်တန်ရှင်တော်ဝိညာဉ်တော်ဖခင်ကျွန်တော်ဘယ်လိုအသက်ရှင်ရမလဲ။ ယေရှုခရစ်တော်သည်ခမည်းတော်ဆင်လွတ်တော်ခမည်းတော်ကဤလောကကိုကျဲချလိုက်တော်တခုတည်းသောမျိုးစည်ဖြစ်ပါတယ်ထိုမျိုးစည်ဟာပုပ်ပြက်ချိုးဖဲ့ခံပြီးတော့မှလောဝဲကလေးမှာအသေးခံခြင်းအဖြစ်ကောင်းသောအသည့်အနာတွေကောင်းသောမျိုးစည်တွေပွားများလာတကယ်တော့ဒီနေ့ကျွန်တော်တိုင်းပြည်ကျွန်တော်ရဲ့နိုင်ငံကျွန်တော်ရဲ့လူမျိုးကျွန်တော်ရဲ့ပတ်ဝန်းကျင်အတွက်ဒီမှာရှိတဲ့တာသမီအရောက်တိုင်းဟာကောင်းသောမျိုးစစ်ဖြစ်ပါစေတော့ ။အိုးဘုရားသခင်ကိုရောကိုယေရှုတင်ပါလေ။လက်တော်ထဲမှာဆက်ကပ်ပါလေ။တရှင်တော်ဝိညာဉ်တော်ဘုရားကျွန်တော်တို့ကိုကိုရောရယူပါ။ကျွန်တော်တို့ရဲ့ဇာတိသွေးသားပုတ်ပြက်သွားပါစေ။ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်တွေပျက်စီးပါစေ။ကျွန်တော်တို့ရဲ့အကြံစီတွေပျက်စီးပါစေ။ကျွန်တော်တို့ရဲ့ဆန္ဒတွေပျက်စီးပါစေ။ကျွန်တော်တို့ရဲ့ပန်းတိုင်တွေပျက်စီးပါစေ။ ကျွန်တော်တို့အသက်ရှင်တဲ့ကာလဒီကိုရောရည်ရွယ်ချက်ကိုရောအကြံစီကျွန်တော်တို့ပေါ်မှာအစီအမြဲတည်ပါစေအရောက်တိုင်းကိုယေရှုနာမ၌ကောင်းချီးပေးလေဆွတ်တော်ဆက်ကအနံ့ကြပါ၏ပါအာမင်ကောင်းရင်ပေါ်၌ကျွန်တော်၏ပါ